င်္ဂလာပါလီယိုဘွန်ဇိုင်းအန်နဇရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဘွန်ဇိုင်းဝါဒနာရှင်များအတွက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ယာတီအလိုက်ဘွန်ဇိုင်းပြုစုနည်းအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဘွန်ဇိုင်းချစ်သူတွေအနေနဲ့ဘွန်ဇိုင်းကိုစတင်လောက်ကင်နေသူပဲဖြစ်ဖြစ်အတွေ့အကြုံရှိပြီးသားသူပဲဖြစ်ဖြစ်ဘွန်ဇိုင်းပင်ကိုတစ်နှစ်ပတ်လုံးကျန်းမာစွာထိန်းသိမ်းနိုင်ဖို့ရာဒီဥတုအလိုက်ဘွန်ဆိုင်ပင်တွေကိုဘယ်လိုပြုစုရမလဲဆိုတာကိုနားလည်ထားဖို့အရေးကြီးပါတယ် ဒီဗီဒီယိုမှာတော့နွေရာသီမိုးရာသီဆောင်းရာသီတွေမှာဘွန်ဆိုင်ပင်ကိုဘယ်လိုပြုစုရမလဲဆိုတာကိုအစစ်စစ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော် channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ခဲ့ပေးဖို့ပြောပြစေကဲစားလိုက်ကြရအောင်ຫນွေອຸຍາດີຫາບຸນຊາຍວາດະນາຊິນດ້ວຍເສດເລົ່າຊາຈະອະກອງຊົງເຊິ່ງມາ ီရာသီမှာအပင်တွေကအညောင့်အစ်တွေထွက်လာပြီးကြီးထွားလာကြပါလေ။ဒီတော့ကျွန်တော်တို့အပင်တွေအတွက်ဘာလုပ်ပေးရမလဲဆိုတာကြီးလိုက်ကြရအောင်။နံပါတ်1ပိုးလဲပေးခြင်း။ရေဥရာသီဟာဘွန်ဆိုင်ပင်ကိုအိုးလဲပေးဖို့အကောင်းဆုံးအချိန်ပါ။အမြစ်တွေကပိုးထဲမှာကျက်နေလား၊ရေစီလာတွေပျက်စီးနေလားဆိုတာစစ်ဆေးပြီးတော့လဲပေးရမယ့်အချိန်ကောင်းပါပဲ။အပင်မျိုးစားကိုလိုက်ပြီးဘွန်ဆိုင်ပင်အတွက် တိတက်မြေစာကိုအသုံးပြုပြီးတော့အပင်ကိုအဟာအရာရပြည့်ဝစွာကျွေးမွေးပြုစုဖို့အချိန်ကောင်းပါပဲ။နံပါတ်1အညွန့်ဖြတ်ခြင်း။ဆောင်းတွင်းတွင်လုံးမှာနားနေခဲ့သမျှຫນွေဥရတဲ့မှာအင်းနဲ့အားနဲ့အညွန့်တစ်တွေထွက်လာတဲ့အခါအညွန့်ဖြတ်ပေးရပါမယ်။ဓမ္မသာဂိုင်းတစ်တွေပွားများလာမှာပါ။တည်နေတဲ့ဂိုင်းတွေချောင်းနေတဲ့ဂိုင်းတွေဓမ္မမို့ရှေလျားနေတဲ့အဂိုင်းတွေကိုဖယ်ရှားပြီးအပင်ကို ပုံသွင်းလို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။နံပါတ်3ညှောစာပေးခြင်း နှွေဦးစောပိုင်းကာလာဟာမြေဩဇာစတင်ပေးလို့ရပါတယ်။ဘွန်ဆိုင်ပင်မျိုးစားပေါ်မူတည်ပြီးတော့အပင်ကြီးထွားမှုကိုအားပေးဖို့မြတ်တတဲ့မြေဩဇာကိုအသုံးပြုရမှာဖြစ်ပါတယ်။နံပါတ်၄ရေလောင်းချင်းနှွေဦးရတီမှာအပူချိန်မြင့်တက်လာတာနဲ့အမျှဘွန်ဆိုင်ပင်အတွက်ရေပိုလိုအပ်လာပါတယ်။မြေစီလာကိုနေ့စဉ်စစ်ဆေးပြီးတော့အပေါ်ရန်မြေလွာ၆တွေ့သွားရင်ရေလောင်းပေးရပါမယ်။ရေလောင်းတဲ့နေရာမှာလဲဘွန်ဆိုင်ပင်ရဲ့ ဘွန်ဆိုင်ပင်အိုးရဲ့ရေထွက်ပေါက်ကနေရေတွေထွက်ကြလာတဲ့အထိလောင်းမရပါဘူး။နွေရသည်ဟာအပင်ကြီးထွားမှုအတွက် အခြေခံအုတ်မြစ်ချပေးတဲ့အချိန်မှာအခုကျွန်တော်ပြောနေတဲ့အစ်စ်တွေကိုမမိပဲလှုပ်ဆောင်ပေးမယ်ဆိုရင်ဘွန်ဆိုင်ပင်လေးတွေကကျေစုတင်နေကြပါလိမ့်မယ်။မုတ်တုံရာဒီလို့ခေါ်တဲ့မိုးရာဒီမှာတော့စုတ်ထမ်းမှုများခြင်း မိုးတဲထန်စွာရွာခြင်းနဲ့ရေဝတ်နိုင်ခြင်းများခြင်းတို့ကြောင့်ဘွန်ဆိုင်မင်ကိုအထူးပြုဆိုင်ရလိုအပ်ပါတယ်။ဒီအချိန်မှာတော့ဘွန်ဆိုင်မင်တွေကိုကျမစာကြီးထွားစေရန်အခုလိုပဲပြုစုပေးရမှာဖြစ်ပါတယ်။နံပါတ်၁ရေလောင်းခြင်းမြန်မာပြည်မှာတော့မိုးရတယ်မှာမိုးများလေးရှိပါတယ်။ဒါကြောင့်ဘွန်ဆိုင်မင်လေးတွေကိုရေလောင်းဖို့တော့အထူးတလဲလှုပ်ရှားမလိုပါဘူး။ဒါပေမဲ့မိုးများတာကြောင့်ရေစင်းပေါက်ပိတ်ပြီးရေဝတ်နေမှာတော့စိုးရိမ်ရပါတယ်။ ရေဝတ်ချုံကိုရှောင်ရှားနိုင်ရအတွက်ဘွန်ဇိုင်းအိုးကရေစင်းပေါက်ကနေရေကောင်းကောင်းစီးဆင်းရလာဆိုတော့ထေချာစစ်ဆေးရပါမယ်။ရေစင်းပေါက်ပိတ်နေရင်တော့ဖွင့်ပေးရပါလိမ့်မယ်။ရေလောင်းဖို့လိုအပ်လာရင်တော့မြေစည်းလွှာအစိုးတက်ကိုအရင်စစ်ဆေးပြီးမှ လောင်းပေးရပါလိမ့်မယ်။မဟုတ်တုံညာဒီမှာတော့စုထိုင်းမှုများပြီးမြေရှိလွာတွေဟာရေဆူနေတတ်ပါတယ်။ရေများလွန်ပါကလည်းအမြင့်ပုတ်နိုင်တာကိုတတိပြုရမှာပါ။ မြေစည်းလွာအပေါ်ရန်လွာ6နေမှာတည်းကိုလောင်းပေးရပါလိမ့်မယ်။နှွေဥရဒီမှာဘုံအိုးလဲလဲစကလေးကရေစင်းကောင်းတဲ့ဘုံဆိုင်မြေစာကိုအသုံးပြုပြီးရေစီးကောင်းအောင်စီမံခဲ့ရမှာလား။အခါတမှာပြူမစ်နဲ့လီဗရော့တို့ကိုရောဆက်အသုံးပြုနိုင်ပေမဲ့မြန်မာပြည်မှာတော့မီးသွေးအကြေပါလိုက်ဂုံကြောက်တို့စသည်ဖြင့်ဒေတာထွက်တို့ကိုအသုံးပြုရင်လည်းအဆင်ပြေနိုင်ပါလိမ့်မယ်။နောက်တစ်ခုကဘုံအိုးကိုအမြင့်မှာထားရပါမယ်။ ဟိုဆိုင်အိုးကိုအောက်ခံချစ်တင်ဓမ္မမုန်ရဲ့အုတ်ခုံပေါ်မှာဓမ္မမုန်အမြင့်တမြန်မှာထားချားဖြစ်လေဝင်လေထွက်တဲ့ရေစီးစမှုကိုကောင်းစေနိုင်ပါတယ်မိုးရတီမှာမိုးအုံချင်းမိုးအဆက်မပြတ်ရွာတင်ချင်းတွေကြောင့်ဘွန်ဆိုင်ပင်တွေဟာအလင်းရောင်ကောင်းကောင်းမရတတ်ကြပါဘူးဆောင်းတဲ့နှွေမှာနေလောင်တန်းကိုကာကွယ်ထားတဲ့အစိမ့်ဘက်တွေကိုဖယ်ရှားပြဖို့လိုပါတယ်တဘာဝအလင်းရောင်ကောင်းကောင်းမရရင်လဲ grow light လိုမျိုးအသုံးပြုနိုင်ပါတယ် မိုးများပြီးစူထိုင်းနဲ့လေထုကြောင့်မိုးယောဂါတွေမဖြစ်ဖို့အတွက်အဲလေဝင်လက်ထက်ကောင်းတဲ့နေရာမှာဘွန်ဆိုင်အိုးလေးကိုထားတင်ပါတယ်မိုးများပြီးလေထုကစူထိုင်းစများတာကြောင့်ဘွန်ဆိုင်ပင်တွေကိုမကြာခဏဆစ်ဆစ်တင်ပါတယ်စူထိုင်းစများပြီးအမဲဆွဆွနေမှုကြောင့်မိုးယောဂါနဲ့ပိုးမွားများဥပမာပြတို့ပင့်ကူနီတို့ကြာရောက်နိုင်ပါတယ်။မိုးယောဂလက္ခဏာများကိုလည်းတတိထားတင်ပါတယ်။မိုးတွင်းမှာတော့မိုးယောဂလက္ခဏာများတွေ့ပါက အမောယောဂကာကွယ်ဆေးပိုတက်ဆေးတို့ကိုအသုံးပြုတင်ပါတယ်။မောယောဂဆွဲကတ်နေတဲ့အရွက်တွေကိုလည်းယောဂပြန့်ပွားခြင်းမရှိအောင်လို့အရွက်၆တွေကိုဖယ်ရှားပေးတင်ပါတယ်။နောက်တစ်ခုက pruning ကိစ္စပေါ့နော်။မိုးတွင်းမှာအရွက်ညက်ဂိုင်းပြတ်ခြင်းကိုမလုပ်တာအကောင်းဆုံးပါပဲ။မိုးရသည်မှာဘွန်ဆိုင်ပင်တွေကရာသီဥတုကြောင့်ဖြစ်စည်းနေနိုင်ပါတယ်။အရွက်ညက်ဂိုင်းပြတ်ခြင်းကိုမလုပ်တာကောင်းပါတယ်။မိုးများနေတာကြောင့် ဂိုင်းဖြတ်မိပါကဖြတ်ထားတဲ့ဒဏ်ရာကနေမိုးရေတွေဝင်ပြီးဂိုင်းပုတ်ဟိုပြီးတော့အထဲကိုလိုက်ဝင်သွားတတ်ပါတယ်ပုံသွင်းဖို့ရန်အနှဲငယ်သာညက်ဖို့လိုပါတယ်ဝါယာကြိုးပတ်ပြီးတော့ပုံသွင်းမယ်ဆိုရင်လည်းတတိထားရပါမယ်ပုံမှန်ထက်ဝါယာကြိုးကိုရှော့ပြီးပတ်ရပါမယ်ဘာဖြစ်လို့လဲဆိုတော့မိုးရသည်မှာအပင်တွေဟာလင်းမြန်းစွာကြီးထွားနိုင်ကြီးထွားလာတတ်ကြလို့ပါပဲမြေဩဇာပေးခြင်းကတော့မိုးရသည်မှာမြေဩဇာကိုရှော့ကျွေးရမှာပဲဖြစ်ပါတယ် မိုးရက်ဒီမှာအလင်းရောက်နေတာကြောင့်အပင်ကြီးထွားမှုလည်းနေကွင်းနိုင်ပါတယ်မြေဩဇာကိုပမာဏနည်းနည်းပဲဖြောဆက်ပြီးပဲကျွေးရပါမယ်နောက်တစ်ခုကတော့မိုးတက်ထန့်စွာရွာချင်းကနေကာကွယ်ရပါမယ်ဘုန်းဆိုင်မြေတွေကမိုးရေကိုနစ်တက်ပေမဲ့မိုးတအားရွာရင်ဂိုင်းများပျက်စီးခြင်းသို့မဟုတ်မြေစီလွာများဆုံးရှုံးခြင်းတွေဖြစ်နိုင်ပါတယ်ပြင်းထန်တဲ့မိုးရေတွေနဲ့အပင်တွေကိုတိုက်ရိုက်မထီအောင်ဘွန်ဆိုင်ပင်တွေကိုမိုးလွတ်ရမှာထားရပါမယ် အမိုးအကာအောက်ထိုင်းလဲပူပေါင်းပါတယ်နောက်တစ်ခုက မိုးရဒီမှာအိုးလဲလဲချင် မပြုတ်လို့ရပါဘူးအိုးလဲလဲဖို့လိုအပ်ရင်မိုးကုန်မတာလဲတက်ပါတယ်နောက်ဆုံးနေတာတော့ကိုယ့်ရဲ့ပင်ဆိုင်ပင် အမျိုးအစားကိုတေချာလိလာပြီးတော့ ကိုဘွန်ဆိုင်ပင်အကြောင်းကိုသိထားရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဘွန်ဆိုင်ပင်အမျိုးအစားကိုလိုက်ပြီးလိုအပ်ချက်တွေကကွဲပြားသွားတတ်လို့ပါပဲ။ဥပမာညောင်မင်တို့လိုအပူပိုင်းဘွန်ဆိုင်ပင်များဟာမုတ်တုံရတီမှာကောင်းစွာကြီးထွားနိုင်ပေမဲ့ဂျိတ်တို့လိုတောက်တက်လက်ဝါတို့လိုမျိုးအပင်တွေကတော့ရေများချင်းကိုရှောင်ရန်လိုအပ်ပါတယ်။အခုပြောပြတဲ့အချက်တွေကိုလိုက်နာမယ်ဆိုရင်တော့မိုးရတဲ့မှာဘွန်ဆိုင်မင်းတွေကိုကျမ်းမစွာထိမ့်သိမ်းနိုင်မှာပဲဖြစ်ပါတယ် ောင်းရသည်မှာပြုစင်နေဆောင်းရသည်ဟာအပင်တွေအနားယူဖို့ပြင်ဆင်နေတဲ့အချိန်မှာဒီအချိန်မှာကိုယ့်ရဲ့ပွန်ဆိုင်ပင်လေးတွေကိုဘာတွေပြုစုလုပ်ပေးရမလဲဆိုတာကြည့်လိုက်ကြရအောင်နံပါတ်1မြေဩဇာရှော့ပေးရမှာပါဆောင်းရသည်မှာအပင်တွေကအနားယူတဲ့အချိန်ဖြစ်တာကြောင့်အပင်ကြီးထွားမှုနေလာတာနဲ့အမျှမြေဩဇာတွေကိုလည်းရှော့ပြီးတော့ပေးရပါမယ်နံပါတ်2အရွက်ဖြတ်ခြင်းဆောင်းရသည်မှာအရွက်ကြွေအပင်တွေကသူတို့အရွက်ကိုခြွေချတတ်ပါတယ် ဒါကြောင့်အရွက်ကြွေပင်တွေအတွက်အဝါရောင်ပြောင်းနေတဲ့အရွက်ကိုဖယ်ရှားပေးခြင်းနဲ့အရွက်ချခြင်းကိုလှုပ်ဆောင်နိုင်ပါတယ်။နံပါတ်3အေးခဲမှုကာကွယ်ခြင်းမြန်မာပြည်မှာတော့အပူချိန်ကျဆင်းမှုတွေကအပင်တွေအထိနာလောက်အောင်ကျဆင်းလို့မရှိတာကြောင့်အထူးဂရုပြုဖို့မလိုပေမဲ့ဆောင်းနေရဲ့ဒဏ်ကနေကာကွယ်ဖို့တော့လိုအပ်ပါတယ်။ရေလောင်းခြင်းရာသီဥတုအေးလာတာနဲ့အမျှ ရေလျှော့လောင်းလို့ရပေမဲ့မြန်မာပြည်မှာတော့ဆောင်းတွင်းတွေကအတော်ပူပြီးလေထုတွင်ရင်ွက်ပအောင်မှုနဲတာကြောင့်ရေမလောင်းခင်ပွန်ဆိုင်ရဲ့မြေစာကိုတေချာစစ်ဆေးဖို့တော့လိုအပ်ပါတယ်။ဆောင်းရာသီမှာပြင်ဆင်မှုတွေကို ပြုလုပ်ဖို့အချိန်ကောင်းပါပဲ။မြန်မာပြည်မှာတော့ပြင်းထန်အေးခဲ့တဲ့ဆောင်းရာသီမရှိတဲ့အတွက်ကြောင့်တိတ်ပြီးစိတ်ပူစရာမလိုပါဘူး။ဒါဆိုရင်ရာသီအလိုက်ပွန်ဆိုင်ပြုစုနေအကြောင်းကိုတိလောက်ပြထင်ပါလေ။ကိုယ့်ရဲ့ပွန်ဆိုင်ပင်လေးတွေကို တစ်နှစ်ပတ်လုံးကြမ်းစွာဘလို့ထိမ့်သိမ်မလဲဆိုတာကိုတီးလောက်ပြီးပဲထင်ပါတယ်ဒီဗီဒီယိုလေးကအသုံးဝင်ခဲ့မှာဆိုရင် like and subscribe လုပ်ပေးခဲ့ကြပါဦးနောက်ထပ်ဘွန်ဆိုင်နည်းပညာတွေအတွက် Leo Bonsai and Nazri Channel လေးကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ပါစေဘေးကင်းလုံခြုံကြပါစေဗျာကျေးဇူးတင်ပါတယ်